ဒီစတိုရီမှာခရစ်တော်နဲ့ဗာတိမဲနဲ့တွေ့နေတဲ့လမ်းယေရီခေါလမ်းမပေါ်မှာဖြစ်ပါတယ်။ယေရီခေါလမ်းမပေါ်ယေရီခေါဆိုတာကကျွန်တော်အလုံးသိပါတယ်။ဣသရေလမျိုးတွေနှစ်ပေါင်း၄၀၀၀ဧကတုပြည်မှာကြောင်ငံခဲ့ကြတယ်။အဲ့နှစ်ပေါင်း၄၀၀ကျွမခံရင်ဂရဲကိုကအာဗြံကိုကောင်းချီအာဗြံကိုဖျားတကဖွင့်ပြတယ်။ဒီနေ့ကြလို့ရှင်ခန္ဓာပီနုနဲ့ပြိုက်စီရပီကိုသူ့လူမျိုးတွေကိုထုတ်ဖော်ဖို့ရအတွက်ခေါ်ဆောင်ဖို့ရအတွက်ဂတိပေးထားတဲ့နေရာဖြစ်ပါတယ်။မောရှိလည်းမရှိတော့ဘူး။ အားလုံးကတော်ထဲမှာမွေးတဲ့ကလေးတွေပဲ next generation တွေသူတို့ဘိုးဘေးတွေကြားသူတို့ဘိုးဘေးတွေပြောခဲ့တာသူတို့ကြားတယ်ဘာကြားလဲခန္ဓာပြည်သူတော် no နဲ့ပြားရင်စီးတဲ့ပြည်တကယ်ကြွယ်ဝတဲ့ပြည်ကလေးတွေအားလုံးကတော်ထဲမှာကြားပြီးအဲ့မျောလင်းချက်နဲ့ကျော်ရမြစ်ကိုစားဖို့တကယ်ကူလေကူကောဂျေရီခေါမြို့ကိုစားရောက်တယ်အဲ့ဒီဂျေရီခေါမြို့ကအားလုံးအလုံးပိတ်သူစဉ်းစားတာနဲ့တခြားစီပဲ သူတို့ဘိုးဘေးတွေမှာခဲ့တာကနိုးနဲ့ပြားရဲ့စီးတဲ့ပြီတကယ်ကိုကြွယ်ဝရက်ပြီပြားတဲ့ကတိထားရက်ပြီကျော်ရမြစ်ကိုကူတော့မဲ့ခါမှာအကမျောလင်းချက်နဲ့ကူကြတာတကယ်လဲကူလဲကူရောက်လဲရောက်ကောအကုံပိတ်တကားကုံပိတ်ဘယ်မှာဝင်လို့မရအောင်ချက်တော့ညကိုမမာတယ်ကျွန်တော်တွေကဟူကနေပေါ်ဒီကူလာတဲ့ခါမှာဘာပဲပြပြောဒီမှာတော့ဟူကတဲ့ဆောက်လို့ရှင်အဆင်ပြေမှာပဲဆိုတော့မျောလင်းချက်တွေနဲ့ကျော်ရဒီနေ့ဒီလာကြတယ်ဒါပေမဲ့စိတ်မကောင်းစရာကဒီလဲရောက်ကော ဆက်ဆက်တန်းမစုံတော့အလုပ်တော့လျှောက်တယ်အကုန်ပိတ် requirement တွေတစ်ခုတစ်ခု down အကုန်ပိတ်ဒါပေမဲ့အဲ့ဒီအကုန်ပိတ်ထားတဲ့ Jerichon မြို့ကဘယ်လောက်ထိတော့ပိတ်တယ်လဲဆိုရင်အဲ့ဒီပိတ်တဲ့မြို့ယူက Jerichon မြို့မြို့ယူကလှဲနှစ်စီးသွားလို့ရတယ်လှဲနှစ်စီး Jerichon မြို့ရဲ့အထူးအမြင့်ကြီးပဲ အဲ့ဒီဂျေရီခေါမြို့ယိုးမှာမျက်တည့်ရအပေါ်ကြည့်တဲ့တဆုံးပဲမျက်တည့်မျက်စိတဆုံးအဲ့ဒီပြင်ကိုအဲ့အထူကလှေးရင်နှစ်စီဟုတ်ပတိပဲသွားလို့ရတယ်လေအလောက်ဒီထူရမြို့ကြီးဂျေရီခေါမြို့ကြီးအကုန်ပိတ်ထားတာဘယ်သူမှအဝင်မခံအောင်ချက်တော်မိသားစုတွေချက်တော်ကြီးကိုမမာရယ်ဒီရောက်လာကြတယ်ဘယ်သူမှမကြိုးစို့အလုံးအပိတ်ကြီးပဲပြန်သွားလို့ပြပြပြပါဆလုံးမတည်ချင်မတည်လိမ့်မယ်ဒါပေမဲ့အလောက်ဒီပိတ်နေတဲ့ဂျေရီခေါမြို့အတွက် အပြစ်မှာရှိတဲ့ဖျားလူမျိုးတွေအတွက်ဖျားစကားရှိတယ်။အဲ့ဖျားစကားကဘာလဲ။ခொနပတ်ပတ်ပါ။ခொနရက်ပတ်ပါ။ချစ်တော်မိသားစုတွေဘလောက်ပဲဒီနေ့လောကကြီးကကျွန်တော်ကိုပိတ်နေပါစေ။ဘလောက်ပဲကျွန်တော်ကိုဘယ်အခြေအနေကအကုန်ပိတ်နေပါစေ။ကျွန်တော်တို့မှာမရှိဘူးလို့လေ။ဖျားစကားရှိဖို့လိုတယ်။အဲ့တလောက်ဒီထူတဲ့မြို့ယိုကြီးကစစ်လက်နဲ့အိုးကျွန်တော်ဒီနေ့ထွင်းကြည့်ပါလား။ကျွန်တော်ဒီနေ့လက်နဲ့အများကြီးလိုမှာ။ ဒါပေမဲ့အဲ့ဒီမြို့ကြီးဒီလောက်ထိပိတ်နေတဲ့မြို့ကြီးဒီနေ့ပျို့ချသွားဖွင့်ရအတွက်ဘာပဲလို့လဲဖျားစကားပဲလို့တယ်သူတို့လက်တစ်ချက်တွန်းရလားမတွန်းရဘူးသူတို့ကိုဖျားကဘယ်လိုခံလဲစကားမပြောခိုင်းစကားမပြောခိုင်းဘာဖြစ်လို့လဲစကားပြောခိုင်းဘာဖြစ်မတယ်လဲကျွန်တော်တို့သိတာပေါ့အလုံးအလုံးသိတယ်နော်အကယ်၍သူတို့ကိုဖျားနေစကားပြောခိုင်းဘာဖြစ်မလဲနင်းတယ်လားဒီမျိုးရွေးပြောမတယ်လားခုနကပတ်ပတ်အဆင်ပြေလားတော်တော်ပါတယ် ရားမင်းကသူ့ဘာလို့ကလဲပတ်ပဲပကနာစကားပြောတိစိတ်နေတကကျွန်တော်စကားတွေပြောလာတဲ့ခါမှာအဲ့ဒီယုံရှင်တွေယော့လာတယ်ဖြစ်နိုင်မလားဒီအချိန်မှာငါတို့ဘယ်ဖြစ်နိုင်မလဲဒါကြီးတလောက်ခက်တာငါစိုက်သက်တာမှမရှိလားဘယ်လိုလုပ်ဖြစ်နိုင်မလဲဆိုတဲ့ဟာကိစ္စလေးခြေစပြေချစ်တော်ညီကောင်မပါလေကျန်တဲ့ဘေးစကားတွေခဏလေးဒီနေ့ပိတ်ထားပြီးတော့ဖျားစကားကိုကိုဘာပြောတလဲကိုမဖျားစကားဘာရှိတလဲဤတဲ့လူမျိုးတွေဖျားတဲ့စကားကိုပြောခိုင်းစကားပြောခိုင်းကိုရှုပ်ကုန်မှာ လုံးဝမပြောခိုင်းအကောင့်ဖိတ်အကောင့်ဖိတ်တိတ်ဆိတ်စွန်းနေဖျားစကားပါရှိလဲခொနှစ်ပတ်ခொနှစ်ရက်ပတ်အလိုလိုပါပြတ်တော့လဲပြိုကျလာတယ်ကိုကိုပိတ်ထားတဲ့အရာတွေရှိကောင်းရှိမယ်ဒါပေမဲ့ကိုမပါရှိဖို့လို့လဲဖျားစကားရှိဖို့လို့ချစ်တော်မိသားစုလေချစ်တော်ညီကောင်မတွေတော်တော်တော်ဦးတည်ရတာဝမ်းသာပါတယ်ဒါပေမဲ့ကိုရဲ့နောက်ကွယ်မှာပိတ်ထားတဲ့အရာတွေအများကြီးခံစားကောင်းခံစားလိမ့်မယ်အဲ့ဒီအရာတွေအတွက်ဘသူကမှဖြစ်မတင်တဲ့ကိုမှဖျားစကားရှိပါစေ။ဖျားတဲ့ကဒီလောက်ထိကိုကိုအပြင်း ဣသရေလမျိုးတွေဘာနဲ့ပိတ်နေတာလဲအပြင်ကနေကိုပိတ်ထားတာအပြင်မှာအပြင်ကနေပိတ်ထားတာအဲ့ဒီအရာဘုရားစကားအဖြစ်လုံးဝပြူသွားတယ်ကြောက်ခက်တစ်လုံးမှမတည်အောင်ဘုရားကဂျေရီခေါမျိုးကြီးပြူသွားဖို့ရတဲ့ဘုရုကိုအသုံးပြုလဲဂျောရှွာကိုအသုံးပြုလဲဂျောရှွာဂျောရှွာရဲ့အတိတ်ဘက်ကဂျီဇပ်စ်နဲ့တူတူပဲဣသရေလဝတ်ကိုပြန်ဂျေရီခါမှာဟေဘရုလိုဂျောရှွာကဂျီဇပ်စ်လဲဂျောရှွာပဲတူတူပဲကဲတဲ့ချင်းကဲတဲ့ရှင် ကဲ့တင်စေတယ်။ဓမ္မဟောင်းမှာအဲ့ဒီဂျေရီခေါမြို့မှာဘုရားသခင်ကဂျောရှွာကိုအသုံးပြုပြီးတော့တကယ်ပြိုလဲခြင်းပိတ်နေတဲ့အရာအကုန်လုံးဒီနေ့ပြိုလဲသွားတယ်။အခုကျွန်တော်ဖတ်တော်တဲ့ဂျမ်းပိုက်ကအဲ့ဒီဂျေရီခေါလုံခဲ့တဲ့နှစ်ပေါင်း1400ကျော်မှာဂျောရှွာက BC 1400ဝန်းကျင်မှာသူရခက်ကသခင်ရှုအခုအမှုတော်ဆောင်တဲ့ရာက AD 30ဝန်းကျင်ဆိုတော့အဲ့ဒီနှစ်ပေါင်း1400ဝန်းကျင်မှာ ီနေ့နေပေါင်း1400ပြီးတော့တခင်ရှုနဲ့ဗာတိမဲကအဲ့ဒီလမ်းမှာယေရီခေါမြို့လမ်းမှာတောင်းစားနေတယ်တောင်းစားတယ်တခင်ရှုကလာပြီးတော့တရားဟောဖို့သွားတဲ့ခါမှာဗာတိမဲကအော်တယ်ဒါဝိရဲ့တတော်ယေရှုကျွန်ုပ်ကို မျက်စိမြင်ဖို့အော်တယ်ဘယ်လမ်းမှာလဲယေရီခေါမြို့လမ်းမှာလူကရနေပေါင်း1400ကဣသရလူမျိုးတွေကိုအပြင်ကနေပိတ်ထားတယ်ဘယ်သူမှဝင်လို့မရဘူးနေပေါင်း1400အလုံးမှာ ယေရခေါလမ်းမမြို့ယူတကာမရှိတော့တော်냐လဲတောင်စားနေတဲ့ဗာတိမေကဘာပိတ်နေလဲမျက်စိပိတ်ဗာတိမေနားကောင်းလားကောင်းတယ်သခင်ရှုတော်တာကြားတယ်နားကောင်းအဲ့သခင်ရှုကိုအော်လားကိုကြီးတောင်းလားတောင်းတယ်သူအတန်လက်ထွက်တယ်ကျန်တဲ့မှာအလုံးကြီးတဲ့ခါမှာဗာတိမဲမှာချွင်းချဲအဲ့တခုပဲရှိတယ်။ဗာလဲမျက်စိမမြင်တာ။နားကောင်းတယ်၊အုံနောက်လည်းကောင်းတယ်။အကုန်သူချိလိုက်လည်းအကုန်လှုပ်နိုင်တယ်။မျက်စိတစ်ခုတည်းပဲ သူရဲ့ဘုရားသခင်ဖန်ဆင်းထားတဲ့ခေါင်းဆအခြေဆုံးအကုန်လုံးမှာအဲ့တစ်ခုလေးပဲရှိတယ်ချွေးချက်။ဒါပေမဲ့ဘဝနဲ့ဆရာကောင်းတာကအဲ့ချွေးချက်တစ်ခုလုံးကကျန်တဲ့အရာတွေအားလုံးကိုဆွဲချတော့တယ်။ငါဘာမှမတတ်နိုင်ဘူး။တောင်းစားယုံကားတယ်လို့ငါဘာမှမတတ်နိုင်ဘူးလို့ဘာတိမေကသူ့ကိုယ်သူပိတ်ပလိုက်တယ်။ချစ်တော်ညီကမမော်ရယ်။လွန်ခဲ့တဲ့နှစ်ပေါင်း1400ကျော်ကသူများကိုယ်ကိုပိတ်တာ။ဣသရေလမျိုးကိုသူများပိတ်တာ။ ဒါပေမဲ့2400ပြီးတော့ဘာတိမေကအဲယေရီခေါလမ်းမပေါ်မှာတောင်းစားနေတဲ့ဘာတိမေကသူ့ကိုသူပိတ်ပလိုက်တာတကယ်တမ်းဖျားလိုက်တဲ့ကိုဒီနေ့ပေးထားတဲ့အစွမ်းစားတွေအားလုံးထဲမှာ1%ပဲသူအားနာချက်ရှိတာဒါပေမဲ့99%သူမတုံးတော့ဘာလို့လဲအဲ့နဲ့99%ကနှစ်မျိုးစရာကြီး1%နဲ့ငါတော့ပြီငါမျက်စိမမြင်တဲ့အတွက်ငါတော့တော့ပြီလောကကြီးမှာငါသက်ရှင်လို့မရတော့ဘူးငါကတော့ပြီငါကလူစင်မမြင်ဘူးဆိုဖြစ်ကိုကိုကိုပိတ်ထားတဲ့မြအကုန်ပိတ်လိုက်တဲ့ခါမှာ shot ပိတ်လိုက်တဲ့ခါမှာ तू ဘာမှတကယ်လည်းမလုပ်လို့မရတော့ဘူး တောင်းစားရုံကလည်းဘာမှမလုပ်နိုင်ချစ်တော်ကြီးကိုမော်တယ်မျက်မြင်မျက်မြင်တဲ့လူတွေမျက်မြင်တဲ့လူတွေထက်အများကြီးလုံးနေတဲ့တိုင်းမတွေ့ဘူးလားတွေ့တယ်ဒီနေ့ချစ်တော်ကြီးကိုမော်တယ်ဒီနေရာရောက်နေတော့ကြလဲဘယ်တော့မှကုတ်ကုတ်မပိတ်ပါနဲ့ဘယ်တော့မှကုတ်ကုတ်မပိတ်နဲ့ငါမတက်နိုင်ဘူးလူတိုင်းမှအာဏာချက်ရှိတယ်ကိုကျွန်တော်စေပေါ်မှာရှိနေတယ်အကုန်အားသာတယ်လို့မထင်နဲ့ကျွန်တော်မှအာဏာချက်ရှိတယ်ဒါပေမဲ့အဲ့ဒီအာဏာချက်တစ်ခုကကိုယ့်ရဲ့အာသာချက်69ရာခိုင်နှုန်းကိုမပိတ်စေနဲ့ဒီနေ့ကျွန်တော်တို့ အိမ်ငါလို့အဆင်ပြေကျွန်တော်ဒီဒီဒီအလုပ်အတွက်အဆင်ပြေဩဒီနေ့သူများတွေတော့အလုပ်လုပ်ကြငါကျွန်တော်အဆင်ပြေဆိုတော့ကို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 ရဲ့အားနဲ့ချင်တဲ့အိမ်ထဲမှာနေပြီးတော့ငါတော့သူများနဲ့သူများနဲ့မတူတော့ဘူးငါတော့ဒီနေ့သူများလို့မဟုတ်ဘူးဆိုတဲ့ဘယ်တော့မှမပိတ်နဲ့ပါတီမင်းကတုတ်တူပိတ်ပလိုက်တာပိတ်ပလိုက်တာသူဒီနေ့နာကြတယ်ဗစက်ပြောနိုင်တယ်သူလမ်းကြောက်နိုင်တယ်သွားလာနိုင်တယ်ဒါပေမဲ့အဲ့ဒီအားသာချက်အကုန်ကိုသူအားနဲ့ချက်တစ်ချက်ကလေးနဲ့သူပိတ်လိုက်တဲ့ခါမှာသူဘာမှမတတ်နိုင်တော့ဒီနေ့မှတ်ပါရဲအလုပ်ရှိခြင်းမှရှိမယ် စိုင်းစတန်ရှိချင်မှရှိမယ်အဲ့အဲ့ဒီအဲ့ဒီ facts တွေနဲ့အဲ့ဒီအချက်တွေနဲ့ကိုကိုကိုအိမ်ထဲမှာမနေပါနဲ့တယောက်ထက်တည်းကြောင်ထဲမှာငါတို့တော့သွားပြီငါဘဝတော့သွားပြီလို့ပြောတော့မတင်နဲ့ give up မလုပ်နဲ့ဘာတိမဲ့ give up လုပ်ခဲ့တယ်ဒါပေမဲ့ဝမ်တာဆရာကသူတောင်းစားနေလေအဲ့ဒီယေရုခေါလမ်းမှာဘာလို့လမ်းလျှောက်ပါလဲယေရှုနဲ့ဖရင်လမ်းလျှောက်ပါတယ်သူချက်ချင်းသိတယ်အဲ့ဒီဘာတိမဲကခေရှုရဲ့အကုံဒီတိတိခါမှာချက်ချင်းခေါ်တယ်ဒါဝိဒ်တောင်းလို့ခေါ်တယ်သူ ။ဒါဝိဒ်တော်လို့ယေရှုအတကုံအော်တယ်။သူ့လူများတတဲလေးနေခိုင်းလား။နေခိုင်းလား။နေခိုင်းနေ။ဒါပေမဲ့သူနေလား။မနေဘူး။သူ့ရဲ့ပိတ်နေတဲ့သူ့ရဲ့အားနဲ့ချက်ပြန်မြင်ဖို့ရန်အတွက်သူ့မှာရှိတဲ့99ရာခိုင်နှုန်းတော့အစွမ်းစမ်းအကုန်မရမကအော်တယ်။ချက်တော်မိသားစုတွေ။ကိုယ့်ရဲ့အားနဲ့ချက်သူချင်မှတူမယ်။ကို life မှာအာဒါကတော့ငါတို့အဆင်ပြေတချို့တွေအတွက်အင်္ဂလိပ်စာဖြစ်ကောင်းပြမယ်။ တချို့တွေကဘာသာစကားဖြစ်ကောင်းဖြစ်မယ်တချို့တွေဒီနေ့အဲ့ဒီကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတို့လောက်ကိုယ့်ရဲ့ဒီနေ့ခန္ဓာကိုယ်မှာအားနည်းတဲ့အထုတို့လောက် something ဖြစ်ကောင်းဖြစ်မယ်အဲ့ဒီအရာအတွက်ဘာတီမိတ်ကသူ့ရဲ့ဒီမျက်စိမမြင်တဲ့အရာအတွက်ကျွန်မ69သောအိုင်းအကုန်ဒီကုန် all hip rock ခင်ရှုကိုကြီးတောင်းတယ်ချစ်တော်မိသားစုတွေတဲ့ရဲ့အားနည်းနေတဲ့အရာအတွက်ဒီညကစပြော့အဲ့ဒီအရာအရာတိုင်းကိုတတ်နိုင်တဲ့သခင်ရှိချင်မှာတောင်းပါဘာလို့မအော်သေးတာလဲဘာလို့မအော်သေးတာလဲ ။တခင်ရှုဘာလို့တခင်ရှုယေရှုဘာလို့ဒီနေ့ကျွန်တော်မတောင်းတာလဲ။တောင်းရင်ရမယ်။ငါနာမကိုပြပြတော့မတောင်းသေးဘူး။ချစ်တော်မိသားစုတွေချစ်တော်မသူမိသားစုတွေအားငယ်နေပဲအစားကိုရဲ့အားနဲ့ချက်တွေနဲ့ဒီဒီကိုဒီနေ့ချွတ်ချုံကြနေမယ့်အစားကို down ဖြစ်သွားမယ့်အစားအဲ့ကျွန်내အာသာချက်အကုန်ကိုဒီနေ့ဗာတိမေကတုံပြီးတော့လူကြားထဲမှာလုံးဝမရှိဘူး။သူ့ကိုတိတ်တိတ်နေခဲ့တယ်လုံးတိတ်တိတ်မနေဘူး။သူ့ကိုကဲတင်နိုင်တဲ့သခင်ယေရှုကိုတွေ့ကမရမကောင်းအောင်ရယ်။ ယေရှုယေရှုကျွန်ုပ်ခေါ်ပါ၏ကျွန်တော်ဒီနေ့မတူလူမျိုးတွေခေါ်ရအောင်ခေါ်ရအောင်သင်အချိန်လေးဘလို့အချိန်နဲ့မဖြစ်အဲ့ဒီခရစ်တော်ကိုခေါ်ရအောင်ခရစ်တော်တကယ်ကြားလာတဲ့အခါမှာခရစ်တော်တကယ်ပြန်လှည့်လာတဲ့အခါမှာဘုရားစကားရှိပါတယ်သင်မဖြစ်ချင်တာလေမျက်စိမြင်ချင်တယ်သင်ယုံကြည်ခြင်းကသင်ရဲ့မျက်စိကိုပြန်ပြန်စေပြီအာမင်ဘာတိမေရဲ့လွတ်မြောက်သွားတဲ့အချိန်မှာဘုသူစကားရှိလဲ ဖယားစကားရှိတယ်ဖြစ်တော်မူသားသူတွေ the truth shall make you free ဒီတမာတရားကပဲကျွန်တော်တို့ကိုအချိန်တိုင်းကနေကဲတယ်မယ်တင်းရဲ့ဘယ်အလုံးမဆိုဘယ်အရာမဆိုဘယ်ကဏ္ဍမဆိုလွမြောက်ခြင်းပြနေတာကဘယ်သူမှမရှိဘူးဒီတမာတရားပဲဒီတမာတရားကိုဖတ်ပါဒီတမာတရားကိုကင်ဆွဲပါချစ်တော်မူသားသူတွေလုံခဲ့တဲ့နှစ်ပေါင်း1400ကျော်ကအဲ့ဒီအေဂုတ်တု ယူရီခေါမျိုးကြီးဒီနေ့ပိတ်ထားတော့ညာလဲဣတရလူမျိုးမှာဖျားစကားရှိတဲ့ခါမှာအလိုလိုအကုန်ပုတ်ထွက်သွားတယ်အဲ့ဒီအချိန်ပဲနှစ်ပေါင်း1400ပြီးတော့ယူရီခေါမျိုးမြဲလမ်းမှာကိုကိုကိုပိတ်ထားတဲ့မျက်စိတစ်ခုလေးအာနဲ့ချက်တစ်ခုလေးနဲ့ဒီနေ့ကိုကိုကိုဘာမှအသုံးမချဘူးဆိုတော့ထင်းနဲ့ဘာတိမဲကဘု து စကားအဖြစ်ပြန်ပွင့်တော့လဲဖျားစကားအဖြစ်ပဲပြန်ပွင့်တော့တယ် ်ကိုရှင်မပိတ်ထားတဲ့တကားပေါင်းစုံအခြေအနေပေါင်းစုံအခွင့်အရေးပေါင်းစုံဘုရားစကားကိုလွယ်ဘုရားစကားကလွယ်လို့ဘယ်အရာကမှကျွန်တော်ကမဖွင့်နိုင်ချစ်တော်မိသားစုတွေတင်းရဲ့ဘယ်အခြေအနေမှမဆိုဘုရားစကားရှိပါစေဂျေရီကိုမြို့ကိုယောရှုတို့ဖြူဖြူဖြူဖြက်ပြီးတဲ့အခါမှာယောရှုကကျင်ခဲ့ပါတယ်။ဘာကျင်ခဲ့လဲ။ဒီဂျေရီကိုမြို့ကိုတည်တဲ့လူဖျားသခင်ကျင်ချင်းခံရပါစေ။ ဒီဂျီရီခုံးမြို့ကကျိန်ချင်းခံရမျိုးဖြစ်တယ်အကုန်ဖြတ်စီတစ်ခູ່မှမချန်အကုန်ဖြတ်စီဆိုတဲ့နေပြန်ကလုံးဝကျိန်ငါလာတဲ့နေရာဖြစ်တယ်မြို့ဖြစ်တယ်အဲ့ဒီဂျီရီခုံးမြို့ကိုပြန်တီထောင်တဲ့လူဟာသူ့ရဲ့တာဝန်လက်ထက်မှာစတီပြီးတော့သူ့ရဲ့တာထွက်လက်ထက်မှာပြီးပါစေပြီးတော့ပြီးပါစေဆိုတော့ဂျီရီခုံးမြို့ကိုယောရှုကကျင်ခဲ့တယ်အဲ့ဒီကျင်တဲ့အရာကနှစ်ပေါင်း100 200 300 400 500 နှစ်ပေါင်း900တတိယရက်ခါမှာလူတစ်ယောက်ကအဲ့ဒီဂျီရီခေါမျိုးကိုစပါတီထောင်ပါလေအဲ့ဒီကြံပိုက်ကျွန်တော်ဖတ်ချင်ပါလေဓမ္မရာဇဝင်တတိယဆောင်မှာရှိပါလေဓမ္မရာဇဝင်တတိယဆောင်ဆောင်အခန်းကြီး16အငယ်34မှာရှိပါလေဓမ္မရာဇဝင်တတိယဆောင်ဆောင်အခန်းကြီး16အငယ်34အာဟာလက်ထ၌ဘေဒလာမြို့သားဟိအီလာဒီယေရီခေါမျိုးကိုတည်၏ ထာဝရဖျားသည်နှုံဤတာယောရှုအားဖြင့်မိန့်တော်မူသောစကားနှင့်အညီတာဥအဘိယံလက်ထ၌မြို့ယူအမြစ်ကိုတည်၍တာထွေးစေကုတ်လက်ထ၌မြို့တကားကိုတည်ထောင်လေ၏ဖျားစကားကကောင်းကင်နေကြီးမထူတော်လေသူစကားကတီကိုတီမယ်ဖျားစကားကနှစ်ပေါင်း၁၀၀ပဲခံတဲ့ဖျားစကားဟုတ်ဘူး နှစ်ပေါင်း200ဟုတ်ဘူး300ဟုတ်ဘူး900ဟုတ်ဘူးယောရှုကချိန်ခဲ့တဲ့ချိန်မှာအဲ့ဒီ1400ဝန်းကျင်မှာ BC 1400ဝန်းကျင်မှာဖျားတဲ့ငါးစကံအဖြစ်အဲ့ဒီဂျီရီခေါမြို့ကိုချိန်ခဲ့တယ်ဒါပေမဲ့နှစ်ပေါင်း900 BC 650ဝန်းကျင်မှာဣတရလဘယင်တပါးတက်လာတယ်သူနာမည်ကအာဟပ်လို့ခေါ်ပါတယ်အာဟပ်ဘယင်ဖျားသခင်ကိုဒီနေ့ယေရောဘောင်တို့ပဲလုံးဝနာမခံတဲ့ဘယင်ဖြစ်တယ်အယံကိုအဲ့ဒီဖျားသခင်ရဲ့အဓမ္မ ဓမ္မလမ်းအကုန်ကိုဖယ်ပြီးတော့အတ္တမပြုတဲ့ဘယင်ဖြစ်တယ်။ဒါပေမဲ့သူခင်မှာ politically ဒီနိုင်ငံရေးရအရင် strong ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။အဟမင်းကနိုင်ငံရေးရအကုန်နိုင်တဲ့ခါမှာသူတို့ကအရင်အားရှိတယ်။ဒါပေမဲ့ oneness ရကောင်းတာက spiritually လုံးဝ down နေတဲ့အချိန်။ဝိညာဉ်ရေးမှာလုံးဝ chance နေတဲ့အချိန်ဖြစ်ပါတယ်။ခုနကကျွန်တော်ဖတ်တော်တဲ့ခါမှာမြို့တစ်မြို့ပါပါတယ်။ဘေဒလာမြို့သားဟိဟိအီလာဘေဒလာမြို့သားဘေဒလာမြို့ဆိုတာ Bethel ဆိုတာပါလေ House of God ဖယားသခင်ရဲ့အိမ်တော်ဝမ်းနဲ့ဆက်ကောင်းတာကအဲ့ချိန်မှာဗေဒလာမြို့က idol ကို worship လုပ်နေတဲ့ချင်းဖြစ်ပါတယ်။ဘာလာဖယားအတွက်ဘိမန်ဘိမန်တို့တိဆောင်းနေတဲ့ချင်းဖြစ်ပါတယ်။ဝမ်းနဲ့ဆက်ကောင်းတာကနာမည်ကတော့ house of god ဒါမဲ့တည်နေတာကဘုသူလေ idol ကျုပ်တို့ကိုကိုးကွယ်နေတဲ့ချိန် a temple လေးဘာလာဖယားရဲ့ temple ကိုတိဆောင်းနေတဲ့ချိန်ဝမ်းနဲ့ဆက်အရန်ကောင်းတယ်။အဲ့ဗေဒလာမြို့မှာရှိတဲ့ဘုသူလဲဆိုရင် he ela အဲ့ဒီ hebrews ကနော် heal လို့ခေါ်တယ် အဲ့ဒီ hill ကဖျားသခင်ကျိန်လာတဲ့ Jericho မြို့ကိုပြန်ပြီးတိဆောက်လာအဲ့ဒီ hill ဆိုရဲ he elah ဆိုရဲအတိတ်ဘက်က God leads ဖျားသခင် အသက်ရှင်တယ် God leads ဖျားသခင်ရှင်တယ်ဖျားသခင်အသက်ရှင်တယ်ဆိုရဲပုဂ္ဂိုလ်ဒါပေမဲ့ဝန်ထဲဆရာကောင်းတာကသူ့နာမည်ကဖျားသခင်အသက်ရှင်တယ်မြို့ရဲ့နာမည်ကသူနေတဲ့မြို့ကဖျားသခင်ရဲ့အိမ်တော် house of god သူ့နာမည်က God leads ဖျားသခင်အသက်ရှင်တယ်ဆိုရဲအတိတ်ဘက် ဒါပေမဲ့လုတ်တာကတခြားစီမြို့ကဘာလို့လဲဘုရားသခင် House of God နေရာမှာ Temple ကြီးအဲ့ဒီဘာလဖျာတော် Temple ဆောင်းနေတဲ့အခြေဖြစ်တယ်တဲ့အဲ့ဒီ God sleeps ဆိုတဲ့တယောက်တယောက်ကဘုရားသခင်ချိန်များနေဟောဘာလို့လဲပြန်ဆောက်ခြင်းတယ်ဆောက်ခြင်းနဲ့တွေ့သေးကြပါတယ်ယောရှုကနှစ်ပေါင်း900ကချိန်ထားတဲ့အတိုင်းပဲဘုရားစကားအတိုင်းပဲသူ့တာဦးလက်ထက်မှာဟောနော်တာဦးအဘိယံလက်ထက်၌မြို့ယူအမြစ်ကိုတည်၍တာထွေးဇေရုတ်လက်ထက်၌မြို့တကားကိုတည်ထောင်၏ ယောရှုချိန်တဲ့အတိုင်းပဲဖျားစကားကတလုံးတလေမှမလွဲချစ်တော်မိသားစုတွေတမန်ကျမ်းစာထဲမှာကျွန်တော်ကိုကောင်းလားမကောင်းဘူးလားဘလူနေထိုင်တာကောင်းတယ်လေဘလူပြုတ်မှုတာကောင်းတယ်လေဖျားသခင်တာသမီဘလူမျိုးနေထိုင်ရမလဲမမာတော့လားမာတော့ပေါ့အဲ့စကားတခွန်းကနှစ်ပေါင်း100နှစ်ပေါင်း90ငါတို့ငငယ်တုန်းကဆရာတွေဟောခဲ့တဲ့တရားကငါတို့လူပြိုးအရွယ်မှာဒီဒီအရွယ်မှာမမှန်တော့ပါဘူးလုံးဝမထင်နဲ့တတိထားပါ ေါင်း900မှာယောရှုကျင့်ခဲ့တဲ့ဖျားစကားကနှစ်ပေါင်း900ကျော်မှာယေရီခေါမြို့ကိုထောင်တဲ့လူတွေအဲ့တိုင်းခံရတယ်။ဒီနေ့ခေတ်ကာလတိုးတက်လာတယ်။ philosopher ရဲ့ philosophy တွေတိုးတက်လာတဲ့အခါမှာအတွေးခေါ်တိုးတက်လာတဲ့အခါမှာဟုတ်ပြီငါတို့ငယ်ငယ်တုန်းကကြားခဲ့တဲ့တရားစကားအင်္ဂလိပ်စကားတော့အမလေးအဲ့တို့တွေဟောကြတာဆရာကြီးပြောကြတာ very simple အရင်ယူတယ်။အခုမှမထင်နဲ့ဖျားစကားကဘယ်တော့မှ out of date မဖြစ်ဘူး။အမြဲတမ်း update ဖြစ်တယ်။တတိထားပါ ကိုရဲ့အပြုမောနေထိုင်ပြောစအောင်လုံးတတိထားပါဖခင်သခင်နဲ့ဆန့်ကျင်ဘက်တော်မလို့ပါနဲ့မြန်မာနိုင်ငံမှာတမျိုးဒီနိုင်ငံမှာတမျိုးမလို့ပါနဲ့ဖခင်စကားကဖခင်စကားပဲအချိန်တိုင်းမှာနိုင်ငံတိုင်းမှာနေရာတိုင်းမှာမှန်ကန်ပါတယ်ကိုရဲ့အပြုမောနေထိုင်ဒီဒီနိုင်ငံမှာရှိတော်ကြလဲတတိထားပါကိုရဲ့ life ကိုတမာတရားနဲ့အသက်ရှင်ဖို့အတွက်တတ်တွန်းလို့ပါယေရိခိုမြို့မှာအဲ့ဒီအာဘာတိမေကမျက်စိမြင်သွားတဲ့ခါမှာကျွန်တော်ပို့ပြတော်ဘောကြတယ်ကျွန်တော်ဖတ်ပြမယ် မျက်စိမြင်သွားတဲ့အခါမှာ तू ဘာလုပ်တလဲဆိုရင်လုကာခန်းကြီး16မှာရှိပါတယ်လုကာခန်းကြီး16အငယ်52မှာယေရှုကမျက်စိမြင်စေသင်ယုံကြည်ခြင်းသည်သင်ကိုကယ်မပြီဟုမိန့်တော်မူ၏ထိုခဏချင်းတွင် ထိုသူသည် မျက်စိမြင်၍ဖျားသခင်၏ဂုဏ်တော်ကိုချီးမွမ်းလျက်နောက်တော်သို့လိုက်လေ၏လူတို့ပေါင်းတို့သည်မြင်လျင်ဖျားသခင်ကိုအံ့ဩချီးမွမ်းကြတယ်မျက်စိမြင်တဲ့အခါမှာနံပါတ်1ဘာဒီမဲ့ဘာလို့လဲဖျားသခင်ဂုဏ်တော်ကိုချီးမွမ်းနေ ရှင်းပါတယ်နံပါတ်2နောက်တော်သူလိုက်တယ်ချစ်တော်မိသားစုတွေကျွန်တော်တို့တွေကဖျားသခင်ရဲ့နောက်ကိုပဲချင်လိုက်မှာလေအလုတ်ကန်ဆင်ပြေတဲ့ကိုနိုင်ငံမှာရေရင်တာရတယ်အဲ့ဒီအချိန်ကြမလိုက်အောင်လို့ဘယ်အချိန်မှာမဆိုဖျားသခင်နောက်ကိုလိုက်ကိုလိုက်ရမယ်ဒီနေ့ဒီနေရာမှာအဆင်ပြေဘူးအလုတ်ဆင်ပြေတရားစီမအချိန်မရဘူး ဒီနေ့ဇောဂရတ်ဆရာအကြောင်းအများကြီးရှိတယ်ဒါပေမဲ့ကိုကိုကေတင်နဲ့ဖခင်ဘာတိမဲကိုမျက်စိဖွင့်ပေးတဲ့ဖခင်သူ့ကိုကေတင်နဲ့ဖခင်တကယ်တွေ့သွားတဲ့ခါမှာနောက်တော်တူလိုက်ပါတယ်ချစ်တော်ဒီဒီမိသားစုတွေပြောချင်ပါတယ်ဒီနိုင်ငံမှာအချိန်ရသည်ဖြစ်စေမရသည်ဖြစ်စေဖခင်နောက်ကိုလိုက်ကိုလိုက်ပါလိုက်ကိုလိုက်ရပါဦးလွန်ခဲ့တဲ့နှစ်ပေါင်း100ကျွန်တော်2020မှာကိုဗစ်ဖြစ်သွားတယ်တနိုင်ငံလုံးဒီကမ္ဘာလုံးပန်ဒမစ်ဖြစ်သွားတယ် လောကနဲ့နှစ်ပေါင်း100 Spanish flu ထွန်းလေးကောင်းမယ်တဲ့တတော်များနိုင်ငံတတော်များကိုပြန့်နှံ့သွားတယ်ဘသူမှအိမ်တထွက်လို့မရဘူးအားလုံးအိမ်ထဲမှာပဲကျွန်တော်တို့ခံစားသလိုသူတို့တွေခံစားခဲ့ရတယ်ဒါပေမဲ့ကျွန်တော်တို့လက်ကွာတာကကျွန်တော်တို့က technology တပန်းတာတယ်အိမ်မှာရှိရင်တည်းက zoom နဲ့ဖျားရှိခွင့်လို့ရတယ်အိမ်မှာရှိတယ်လို့လို့လို့ရတယ်အိမ်နောက်ကနှစ်ပေါင်း100မှာရှိခဲ့တဲ့ဓမ္မအမှုတော်ဆောင်တွေဖျားသခင်ရဲ့အမှုတော်မပြတ်ကွက်ခဲ့ဘူးသူတို့မှ zoom မရှိဘူးသူတို့မှ internet မရှိဘူး ဒါပေမဲ့ဖျားသခင်အမှုတော်အဲ့နှစ်ပေါင်း100ကျော်လုံးကအမှုဆောင်ခဲ့ကြတဲ့ဖျားသခင်ကိုချစ်တဲ့နောက်တော်လိုက်တယ်မယမကအဲ့ခင်မှာဖုန်းပေါ်ပြီလေတယ်လီဖုန်းနဲ့တင်းတူတင်းသားတွေကိုမယမကသူဆက်တယ်ဖျားသခင်ရအမှုတော်ရက်တက်မသွားရဘူးအချိန်နေဘလို့ဖြစ်ဖြစ်ဘာအချိန်နေဘလို့ဖြစ်ဖြစ်ဖျားသခင် God works must be continue ဖျားသခင်အမှုတော်ကအမြဲတမ်းသွားကိုသွားနေရအောင် Spanish flu ဖြစ်တဲ့အချိန်မှာပါစတာတွေဘာလုပ်လဲသူတို့အိမ်မှာရှိတဲ့ဖုန်းနဲ့အတင်းတူတင်းသားတွေကိုမယမကလိုက်ဆက်တယ်ကိုလိုက်ဆက်တယ် အလုံးအိမ်မှာပဲတွေ့လို့မရအောင်နံပါတ်2အဲ့ဒီခေတုံးကဒီ printing ပေါ်လာတဲ့ခါမှာသူတို့ဒီနေ့ဝေစာဝေတယ် bulletin သူတို့ဖျားချောင်းမှာတရားဟောချက်တွေအတူချုပ်ကြီးကိုယ်ဒီနေ့ဝေစာမရမကလိုက်ဝေပြီလေနှစ်ပေါင်း300ကျော်ကအမှုတော်ဆောင်တွေဖျားနောက်ကိုတစ္ဆာရှိစွာလိုက်ခဲ့ကြတယ်ဒီနေ့နှစ်ပေါင်း300အလုံးမှာ ကျွန်တော်တို့တွေဖျားအမှုတော်ကိုသင်ဇောရကတက်လို့အများကြီးရပါတယ်စင်ကြီးစလက်အများကြီးပြလို့ရတယ်ဒါပေမဲ့ သင်ဘလူပဲဒီကိုရောက်လာရောက်လာဖရာသားသမီးမှန်လို့ရှင်ဖရာနောက်ကိုလိုက်ကိုလိုက်ရမယ်အချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဖရာသခင်အမှုတော်မှာပါကိုပါရမယ်ဖရာသခင်အမှုတော်မှာကဘယ်တော့ခါမှယက်တန်မယက်တန်ရအောင်အမြဲတမ်းတူတူတောင်းနေရအောင်ဒီလိုရှိတဲ့မျိုးမှာကြီးစွာသောညှဉ်းပန်းနှိမ့်ဆက်ခြင်းဖြစ်ခဲ့တော်ကြလဲတပဲ့တော်တွေအကုန်ယုံကြည်သူတွေအကုန်ပြေးကြတယ်။ဒါပေမဲ့သူတို့နဲ့အတူဘယ်သူနဲ့အတူပြေးရလဲဖယားနဲ့အတူပြေးတာဖယားမပါဘဲမပြေးဘူး။ I will run to you ဆိုတဲ့ချင်းချင်းကျွန်တော်ရန်တဘောကြတယ်မှန်ပါတယ်ကျွန်တော်တွေပြီးတော့ပြည့်ရမှာပဲတန်ဘူးသူရှိလဲဖះရှိကို I will run to you ဖះရှိကိုဒီနေ့ပြည့်ကြပါစို့ချစ်တော်လုံးမြတ်မောင်မောင်ရေသင်ကိုအပြင်ကဘလောက်ပဲပိတ်ထားပါစေသင်ရဲ့အသက်တာထဲမှာဖះစကားရှိလို့ရှင်အကုန်ပွင့်သွားလိုက်မယ်အာမင်သင်ကိုတင်မပိတ်မိပါစေနဲ့ တင့်ကိုတင်တယ်ငါတို့မတက်နိုင်ငါတို့သွားပြီငါတို့လူနဲ့မတူဘူးငါတို့လုံးဝအစ်ကိုတင်မပိတ်ပါသေးနဲ့တင့်ကိုတင်ပိတ်တော်ညာလေဖျားသိရင်စကားဗာတိမဲရှိတကယ်လို့လားဒီခါမှာမျက်စိပြန်ပြန်မောတယ်အရေးကြီးဆုံးကတင့်ကိုအပြင်ကပဲပပိတ်အတွင်းကပဲပပိတ်ဖျားစကားကိုတတတာမှာရှိဖို့ပဲအဲ့ဖျားစကားဖြစ်တကယ်လွတ်ချင်အခွင့်ရလို့ကိုတကယ်အသက်ရှင်လာပြီဆိုရင်ဖျားနောက်ကိုလိုက်ကိုလိုက်ရမယ်ရောက်ချင်းစတိုင်ဖျားသိကောင်းရှိပါစေအာမင်